ခုလိုကိုဘောလောင်မဲ့ဘုံဝလေးနဲ့တတန်လုံးနေနိုင်အောင်စောက်ရှောက်ပေးနိုင်ပါတယ်တငယ်ချင်းလေးရဲ့ကောင်းမလို့ပါလေနေရမြောင်းမောင်းမကြည့်ခဲ့လိုက်ငိုချစ်နေသိနေတာမလုပ်တာလဲဟမ် မမောက်ထပ်မထိပါနဲ့လို့မင်းကပြောထားတယ်။မင်းဘာလုပ်တာလဲ။ဘာဖြစ်ချင်နေတာလဲ။မင်းစိတ်ကကဘာလို့အဲ့လောက်တော့အောက်တန်းကျနေရလဲ။ဟမ်။ဘာလဲလာပြောနေရလဲ။အဲ့ဒီမိမနဲ့ပတ်သက်ပြီးဝိရိယဟိန်းလားဟောက်လားလောက်အောင်ဘာဖြစ်နေရလဲ။အေးငါဖြစ်နေတာမဟုတ်ဘူးမင်းဖြစ်နေတာ။အခုမင်းဘဝအေးအေးချမ်းချမ်းနဲ့တာယာပြီးအဆင်ပြေနေတယ်လေ။အေးမင်းသူများဘဝကိုအဲ့လိုအตาရဆင်ပြေမှုမပေးနိုင်ဘူးလားမိကဘာလို့မမတို့ရဲ့အိမ်တော်ကြီးကိုဖျက်ဆီးခိုင်းရတာလဲမိဘာဖြစ်ချင်နေတာ ပြောနေရလဲရှင်ကကိုလို့ကိုမလို့ပဲအဲ့ဒီမိမအကြောင်းလိုက်စုံစမ်းနေရလားသူ့ကိုကျမဘာလို့ရမှာလဲအေးမင်းဘာမှမလုပ်တာသေးရလားအေးသေးကြရင်လာကျိန်မင်းဖျားရှိမှကျင်လာဒါနီတရားလို့မလာနဲ့နော်ကျမဘာလို့ကျိန်ရမှာလဲဘာနဲ့မိမလေအချမ်းမိမတယောက်တော့နဲ့ငေါ့နေလို့ပြောစရာလားဘာလဲမျက်စံနေနဲ့နေရအခုတိုင်ဝဆယ်မပြတ်သေးဘူးလားနင်တော့ဖောက်ပြန်နေကြလားအာခင်ဝီမင်း ဘာဖြစ်လို့မမေကိုခုတ်လို့လုံးနေရလဲဒေဒီအဲ့လိုလှုပ်ရှားဘာကြောင်းမှမရှိဘူးနော်သမီးကိုခန်းနဲ့ကိုသွားနေစမ်းသွားမနေနိုင်ပါဘူးဒေဒီကဘာလို့မမေကိုပဲပြစ်ပြောနေရလဲဘာလို့မမေကိုအော်နေရလဲယဒီကိုနဲ့မဆိုင်တဲ့ကိစ္စကိုဝေမပါနဲ့နော်ကိုခန်းနဲ့ကိုသွားစားသွားလို့စီသူသောသူ့ပဲအော်တော့လာမအောင်လေဒေဒီနဲ့မမေခုတ်လို့ဖြစ်နေအောင်သမီးတယောက်အနေနဲ့မသိကြအောင်ဆောင်ပြီးနက်ကလမလုံးနိုင်ဘူး ဒယ်ရီယောကြီးကြီးနဲ့ပတ်သက်ဒယ်ရီယောဘာဖြစ်နေရလဲအော်ဒီလာစမ်းလာဟဲ့နင်ကသမီးရောလဲနင်နင်နင်ဆက်ဆက်စရာမလိုဘူးဒါနင်မွေးထားတဲ့သမီးနော်နင်မွေးထားတဲ့သမီးကိုနင်အဲ့လိုဆက်ဆံအောင်ညက်ဆံနေနင်မရမ်းလို့နင်နာနေရလားโอเคဝီမိမမရိုင်းနေသမီးမင်းတပြဲကိုမြောက်ပေးပြီးထင်မင်းလမ်းနဲ့လွတ်ပေးတဲ့ကိစ္စကိုမင်းရတန်းရက်နော်အေးမရက်မင်းလုံနေတာတွေအားလုံးမင်းမိသားစုရှိမှငါအားလုံးချပြမယ် မင်းစလုပ်ကြည့်လိုက်မမီကဲရဘာလို့ခုလိုဖြစ်နေရလဲတီတီပါရောဘာလို့တော့တော့ပါနေရဘာမှဖြစ်ပါဘူးမမီတို့ဒီတိုင်းပဲရံဖြစ်တာမမီရံစိတ်တုန်နေဒီသွားလိုက်တော့ရှရီကတော့ဒယ်ရီနဲ့မမီရံဖြစ်တာငိုပြီးထိုင်ကြည့်နေမယ်စစ်သူစော်လို့မဟုတ်ဘူးနော်ရှရီတို့နေထားနဲ့မိသားစုဝင်တွေတိုင်းမှာဒယ်ရီနဲ့မမီအမြဲတမ်းဆင်ပြေနေရမှာ မမီးကိုဒယ်ဒီအခုလိုနိုင်နေရအောင်ရန်ဒီလုံးဝမကြိုက်ဘူးမမီးခုနကဒယ်ဒီပြောသလိုမမီးကជីជីနဲ့ဥထင်မင်းလာကိုကိုယ့်အောင်လှောက်ခိုင်းနေရလားဒါသမီးတိကျကိစ္စတွေမဟုတ်ပါဘူးចောင်းတော့မို့သွားလှုပ်လိုက်တော့သွားတခုဆိုပြောပြမှာရန်ဒီလည်းသိရမှာပေါ့အခုကဒီကိစ္စကိုတယောက်ယောက်ကရှာရှည်ပြီးသွားပြောလို့ဒယ်ဒီကသိသွား ဘသူပြောတာလဲပဲရေဒီကတိချင်တာနေစီ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 ဟောမမဝတီစနိုးမမလေမမလေးစနိုးခုနကပဲပြင်ထွက်သွားတယ်မမဝတီရဲ့ မသွားခင်ကလည်းကိုကြီးစာနေနဲ့စကားပြောနေတွေ့လိုက်တယ်။ကိုကြီးကြည့်ရတာတော်တော်စိတ်ဆိုးနေပုံပဲမမိုက်။နေ့စီပါလောက်ပြရမလဲ။မလို့။တပြေငါနဲ့လိုက်ခဲ့။ဟုတ်ဒါရီသူနဲ့ထားခဲ့လိုက်။အော်ဟုတ်ကဲ့ဟုတ်ကဲ့။နေ့စီဒါလေးထားခဲ့မယ်နော်။ဆက်လုပ်ထားလိုက်။ ဘာလဲနင်ကငါ့ကိုဘလို့အကြည့်ဘလို့လေတန်းနဲ့လာပြောနေရလဲနင့်ကိုဒီအိမ်ကြီးထဲမှာအလုတ်ရအောင်လို့ခေါ်တင်ပေးထားတဲ့သူကငါဆိုတာနင်မမေ့နဲ့နော်ငါနင့်ရဲ့ကျေးဇူးရှင်နင့်ရဲ့လေတန်းကိုပြန်ပြင်ပြောလိုက်ဘလို့ဘလို့အိမ်မော်ချင်းတူတူယာတို့သေးတယ်ကြီးတယ်လက်နေမနေစမ်းပါနဲ့ ဒီမှာနင်းစီငါနင်းနဲ့စကားပြောဖို့အချိန်မရှိဘူးငါ့ကိုမမဝတီခိုင်းထားတယ်လှုပ်ဆရာတွေရှိသေးလို့ငါသွားလိုက်အောင်မယ်နင်းသွားစရာမလိုငါပဲသွားလိုက်မယ်ဘာလို့ရောက်มาလဲငါ့ကိုပြောဩဒုက္ခပဲမမဝတီကငါလုံးနိုင်တဲ့အရေးချင်းရှိတယ်ဆိုတာသိလို့ငါ့ကိုခိုင်းတာလေနင်းကဘာတွေဝင်လှုပ်ချင်နေရလဲအဲ့မဆက် ကြီးနင့်မျက်နှာဘယ်ကိုပြင်လိုက်နော်ငါငါချိုက်ရိုက်မိလိုက်မယ်မသိစောင်းလိုက်တာဒီမထိရဲထိကြည့်လိုက်စမ်းနင်ငါအပေါက်တစ်ချက်ထိလိုက်တာနဲ့ဘာဖြစ်သွားမလဲဆိုတာနှင်းစီရဲ့ငါ့ကိုရိုးရိုးတတိဆွဆန်ဆန်းမှာငါနေတဲ့ TV ဩသွားတဲ့အချိန်ထိဒီအိမ်မှာ အခုလိုကုဘောလောင်မဲ့ဘုံဝလေးနဲ့တတန်လုံးနေနိုင်အောင်စောက်ရှောက်ပေးနိုင်ပါတယ်တငယ်ချင်းလေးရဲ့ဘောင်မလို့ဘောင်ရလေနင်ရမြငါဘာကြဲလဲငါချစ်နေသည်နေတာမလုပ်တာလဲဒီအမမမတို့မျက်နှာသာပေးထားတာအကွင့်ကောင်းယူပြီးတော့စကားပြောရရိုက်ဆိုင်လာလို့စုံမလိုက်တာလေမမတို့ရဲ့ဟဲ့အဲ့လိုလုပ်တဲ့ကိုထင်းလက်ရောက်လက်ပါစရာလို့လားနင်းလွန်နေနော်နင်းစီ ဒီအိမ်မှာအချင်းချင်းပြဿနာမဖြစ်ရဘူးလို့စီကံထုတ်တာကနော်နားမလဲဘူးလားမမတို့ဘာဖြစ်လို့လဲနင်းစီကမမတို့ရဲ့ဘေးနားနေအမြဲစိုးတို့ကောင်းမရှိနေပေးခဲ့ရနော်ဘာလို့ခုတမနင်းစီခေါ်လာတဲ့ကောင်မောင်ပါရိတာနေလို့မျက်နှာတော့ပေးနေရတာလေမမတို့ရဲ့တိတ်ဆန်းနင်းရနေရရဆဆငါ့ကိုပြန်ပြောနေသေးတယ်နင်တို့ပြဿနာကိုဒေါ်သက်သာလက်ထက်အပ်လိုက်မယ် တော့တစ္ဆာပေးတဲ့အပြစ်ကိုပဲနင်တို့ခံယူလိုက်ဒါနောက်သုံးချိန်ဖြစ်မစေနော်မမဝရီတပြေးနင်သွားရရှေ့ရသွားလိုက်တော့ဟုတ်ကဲ့မမဝရီ မမလက်လက်တမ်းမောင်းရေမမအဆင်သင့်ဖြစ်ပြီးတောင်းတော့တော့မှာလားအမရဲ့ဟုတ်တယ်လေဒီနေ့မီတင်ရှိသေးတယ်ဟွမမဘာမှမလုပ်ရသေးဘူးလားမမနဲ့တခါလိုက်ခဲ့လေမောင်းအဲ့အဲ့ပြောမလို့မရဲ့မောင်းဒီနေ့အလုပ်တရက်လောက်နားမလို့အလုပ်နားကျင်လို့ဟုတ်လား ဘာဖြစ်လို့လဲနေမကောင်းလား